oversold နဲ့ overbought ပြပေးတဲ့ indicator crypto တခုရဲ့ဈေးနှုန်းဟာဘယ်အချိန်နောက်ပြန်ဆုတ်သွားမလဲဆိုတာကိုသိချင်ပါသလားဒီလိုဈေးနှုန်းနောက်ပြန်လှည့်တာကိုသိစေနိုင်တဲ့ indicator ကတော့ stochastic oscillator ပဲဖြစ်ပါတယ်။ stochastic oscillator ကိုနံပါတ်3ညကနေတရားမှာထားပါတယ်။တကယ်လို့ဈေးနှုန်းဟာ80အထက်မှာရှိရဆိုရင်ဒါဟာ overbought အခြေအနေဖြစ်ပါတယ်။တကယ်လို့20အောက်ရောက်ရင်တော့ oversold အခြေအနေဖြစ်ပါတယ်။ stochastic oscillator မှာမြင်းကြောင်းနှစ်ခုရှိပါတယ် k နဲ့ d အဖြစ်အလဲမှတ်ထားပါမယ်အသုံးများတဲ့နီလန်းကတော့ဒီမြင်းကြောင်းနှစ်ခုတစ်ခုအပေါ်တစ်ခုဖြတ်သွားတဲ့အချိန်ကိုစောင့်ကြည့်ခြင်းဖြစ်ပါတယ် oversaw နေရာမှာ k မြင်းကြောင်းဟာ d ကိုကြော်တက်သွားရင်ဒါကိုဝယ်ရမယ့်အချိန်ဖြစ်ပါတယ် overbaw နေရာမှာတော့ k မြင်းကြောင်းဟာ d အောက်ဆင်းသွားခဲ့ရင်တော့ရောင်းရမယ့်အချိန်ပဲဖြစ်ပါတယ်ဒါပေမဲ့ stochastic oscillator တစ်ခုတည်းကိုပဲကြည့်ပြီး trade မလုပ်ပါနဲ့ တခြား price action တွေနဲ့တွဲသုံးပေးပါအထူးသဖြင့် divergent ကိုစောင့်ကြည့်ပေးပါဈေးနှုန်းဟာ lower low အသစ်ကိုတွားနေပေမဲ့ oscillator ကမတွားရင် trend နောက်ပြန်လှည့်တာဖြစ်နိုင်ပါတယ် stochastic oscillator မှာ default setting အဖြစ်1433ကို beginner အများစုကအသုံးပြုကြပြီးတော့ skipping အတွက်တော့533ကိုအသုံးပြုကြပါတယ်ဒီလိုနောက်ထပ် trading အကြောင်းသိကြနေဆိုရင်တော့ like and follow လေးလုပ်ထားပေးပါအောင်နော်